ထိုင်းရောက်နေတဲ့မြန်မာလူငယ်တွေကိုအလုပ်ပေးခြင်းတယ်လုပ်ငန်းတွေပေးခြင်းတယ်တခြားမြန်မာတွေကိုလည်း escape ဆိုတဲ့အရသာလေးခံစားစေခြင်းမြန်မာဘန်တွေနဲ့ဖြောပြေးမယ်အဲ့တော့မြန်မာချင်းတွေနားထောင်လို့ရမယ်အဲ့တော့မြန်မာစာတွေဒီမှာလွတ်လွတ်လပ်လပ်ဝယ်စားလို့ရမယ်အဲ့တော့မြန်မာတွေနဲ့ချင်းချင်း interact လုပ်လို့ရမယ် လုံးမင်္ဂလာပါမင်္ဂလာပါလို့လဲချင်းနေဆင်ပြေပါလေစားဆင်ပြေပါတယ်ဟောင်းပါတယ်ဒီနေ့မိုးရွာသေးလားဒီနေ့ကတော့မိုးမရွာဘူးမိုးမရွာဘူးအရင်နေ့တွေအောင်ဒီနေ့ကတော့နည်း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 တော့ကြာနေเนาะမိုးကပြဿနာဖြစ်နေเนาะဘယ်လိုလုပ်ကြအောင်လဲရောင်းရောရောင်းရဲမလားရောင်းပါလေခဲ့သေးလေလာကြပါလာကြရဲဟုတ်ပါပြီเนาะရေရှိအဆင်မပြေတာတည်းရှိလားမရှိပါဘူး အဲ့တော့ဒါကကျွန်တော်တို့ဒါစတိုးပေါ့နော်ဒီမှာကျွန်တော်တို့ကမဲဆောက်မှာကမိုးနည်းနည်းများတယ်ညတဲ့ခါကျတော့ပစ္စည်းတွေလုံးလုံးချုံချုံထားမှကျွန်တော်တို့ဖြစ်မှာနော်ဒါကျွန်တော်တို့ကညဆိုင်ပေါ့နော်ညဆိုင်ဖြစ်တဲ့အတွက်ည၈နာရီကျော်လောက်မှစီတာဟိုဒီချိန်တော့နည်းနည်းလေးလူနေနေသေးနော်ဒါတော့ကျွန်တော်ဖုတ်ကောက်ဖုတ်ကောက်ပါမင်္ဂလာပါမင်္ဂလာပါ Yeah. အခုကျွန်တော်ဒီထိုင်းနိုင်ငံမဲဆောက်မြို့ရဲ့နာမည်ကျော် SK ဘားကိုကျွန်တော်ရောက်နေတယ်အဲ့တော့ SK ဆိုတဲ့အတိုင်းမှာဒီမှာကျွန်တော်တို့ SK ဖြစ်တယ်လွတ်လွတ်လပ်လပ်နဲ့အာ SK ဆိုတဲ့အရာသာကိုကျွန်တော်တို့ခံစားရတယ်ကိုယ်တိုင်ခံစားရတယ်အဲ့တော့တခုတော့ကျွန်တော်ပြောမယ်ဒီဘား business ကကျွန်တော်အားပေးတဲ့လုပ်ငန်းမဟုတ်ဘူး business မဟုတ်ဘူးကျွန်တော်သဘောကျတဲ့ business ထဲမှာလည်းမပါဘူးဒါပေမဲ့ကျွန်တော်အမျိုးသမီးနဲ့သူ့ရဲ့ partner တွေရဲ့ တွေးရှိသွားတဲ့ USB ကြောင့်မလို့ဒီလုပ်ငန်းကဖြစ်လာတာเนาะအဲ့တော့သူတို့တွေးရှိသွားတဲ့ USB ကဘာလဲဆိုတော့သူတို့ဒီ Thai မြန်မာနယ်စပ်မှာရှိတဲ့မြန်မာတွေရဲ့ဒီဘဝကျွန်တော်တို့မွန်းချက်တယ်အဲ့တော့မွန်းချက်တော့သူတို့အနေနဲ့ relax လုပ်ဖို့เนาะ chill လုပ်ဖို့ညနေပိုင်းမှာကျွန်တော်တို့ဒီနေရာတစ်ခုလိုတယ်ဒါပေမဲ့ဒီ Thai မှာရှိတဲ့ဒီနယ်စပ်မှာရှိတဲ့ဘားတွေအားလုံးက Thai ဘားတွေကြီးပဲเนาะအဲ့တော့မြန်မာလိုပြောပြီးမှလို့မရဘူးမြန်မာသချင်းတွေနားထောင်လို့မရဘူး အဲ့တော့ဒီချိန်မှာကျွန်တော်အမျိုးသမီးနဲ့သူ့ပါတနာတွေကဘာလုပ်ကြလဲဆိုတော့အဲ့တော့မြန်မာဘန်တွေနဲ့ဖြောပြေးမယ်အဲ့တော့မြန်မာအချင်းတွေနားထောင်လို့ရမယ်နော်အဲ့တော့မြန်မာစားတွေဒီမှာလွတ်လွတ်လပ်လပ်ဝယ်စားလို့ရမယ်အဲ့တော့မြန်မာတွေနဲ့အချင်းချင်း interact လုပ်လို့ရမယ်အဲ့တော့မြန်မာလူမျိုးတွေက service ပေးမယ်ဒါကသူတို့ရဲ့ USB ပဲဒါကြောင့်မလို့ဒီဘားကကျွန်တော်တို့ပေါ်လာအဲ့တော့မမရရ2024ကျွန်တော် April လပေါ့နော် April လဒီဇင်ဘာတိုင်းမှာကျွန်တော်တို့ဖွင့်တာเนาะ ဖွင့်တဲ့ချိန်မှာ marketing strategy ဘာသုံးသွားလဲဆိုတော့ကျွန်တော်ခဏခဏတင်တန်းထဲမှာပေးတဲ့ give before you can get အဲ့တော့မယောင်းခင်အရင်ပေးမယူခင်အရင်ပေးဆိုတဲ့အတိုင်းပဲဒကြံတွင်းပြီအောင်ဖွင့်လိုက်တာဖွင့်ပြီးတော့မှဒကြံမှာဘာလုပ်လဲဆိုတော့တို့တို့ဒီကောက်သေးနဲ့စက်သားကြော် free flow လက်ဆောင်ပေးလိုက်တာအဲ့တော့တို့ marketing နေနဲ့တို့ရွှေကုတ်ကိုမြောင်းဗီဒီယိုဘက်ကိုလန့်ပြီးတော့ပြစ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒကြံအတွင်းမှာပဲဒီဆိုင်ကနာမည်ဟုံးထားသွားတယ် တရက်တရက်ကိုလူရာပေါင်းများစွာလာပြီးတော့မှဒီဆိုင်မှာလာပြီးတော့မှစားကြတာအဲ့ဒီမှာအကုန်လုံးဘာဖြစ်သွားလဲဆိုတော့အကုန်လုံးတိသွားတာအဲ့တော့အခုဆိုလို့ရှိရင်တော့တခြားမြန်မာဘားတွေလည်းပေါ်လာပြီသူတို့လည်းသူတို့အတိုင်းအတာနဲ့သူတို့တော့ကျွန်တော်တို့တွားနေကြတာပဲဒီ SK ကတော့ကျွန်တော်တို့ Law of First ပေါ့နော်ပထမဦးဆုံးစပြေးတဲ့သူပေါ့အဲ့တော့ကျွန်တော်မျိုးသမီးကိုကျွန်တော်မေးကြည့်တယ်ထပ်ပြီးတော့မှဒီဆိုင်ကိုဘာကြောင့်ဖွင့်တာလဲထပ်ပြီးတော့တောက်ထက် reason တစ်ခုရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့ထိုင်းရောက်နေတဲ့မြန်မာလူငယ်တွေကို အလုပ်ပေးခြင်းတယ်လုပ်ငန်းတွေပေးခြင်းတယ်အဲ့တော့တခြားမြန်မာတွေကိုလည်း escape ဆိုတဲ့အရသာလေးခံစားစီခြင်းတယ်ဒါကြောင့်မလို့ဒီ escape ကိုဖွင့်ထားတာဆိုပြီးတော့မှကျွန်တော်တို့ပြောရတယ်အဲ့တော့တို့တို့လာပြီးသုံးစံတိုင်းမဲ့တို့တို့လုပ်ငန်းတစ်ခုရှိပြီဆိုလို့ရှိရင်အားနည်းချက်တွေအားသာချက်တွေကျွန်တော်တို့ရှိလာပြီအဲ့တော့ DSK ဘားရဲ့အားသာချက်ကတော့တို့တို့ဒီမှာ open air မှာကျွန်တော်တို့အေးဆေးဆေးအာတို့ relax လုပ်လို့ရတယ် ်เนาะမြန်မာလိုအင်တာအလုပ်လို့ရတယ်မြန်မာဘန်လည်းကျွန်တော်တို့ရှိတယ်မြန်မာသချင်းတွေလည်းတောင်းဆိုလို့ရတယ်အဲ့တော့ဘိုးတခုနေတိုင်းလည်းကျွန်တော်တို့တက်ဆိုလို့ရတယ်เนาะဘန်နဲ့ကိုယ်တိုင်တက်ဆိုလို့ရတယ် open mic အစီအစဉ်ကကျွန်တော်တို့ရှိသေးတယ်ဒါကကျွန်တော်တို့ SK ဒီ SK ဘားရဲ့အားတာချက်အဲ့တော့ထုံးစံတိုင်းမှာကျွန်တော်တို့လုပ်ငန်းတစ်ခုမှာဒါကျွန်တော် insight တွေချပြနေတော့အခုဒီဗီဒီယိုကြည့်နေလုပ်ငန်းရှင်တွေအတွက်ကျွန်တော်ချပြနေတာအဲ့တော့အားနေချက်ကတော့ကျွန်တော်တို့ဘာလဲဆိုတော့အဓိကရာသီဥတုပေါ့ เนาะအဲ့တော့ရာသီဥတုကကျွန်တော်တို့ကဒီမဲဆောက်ဒီမိုးများတယ်เนาะမိုးများတော့ especially အထူးသဖြင့်ဒီလိုချိန်မျိုးညနေပိုင်းဆိုမိုးများတယ်เนาะမိုးများတော့ကျွန်တော်တို့ဒီမိုးရွာတဲ့ခါမှာလူဝင်တာနည်းတယ်ဒါတော့ကျွန်တော်တို့ရှိရဒါဒီကျွန်တော်တို့ကအားနေချက်ပေါ့เนาะစောင်းတဲ့ຫນွေကတော့ကျွန်တော်လူအပြည့်ပဲเนาะဒီမှာကျွန်တော်တို့လူအပြည့်ပဲအခုဆိုလို့ချင်းစပြီးတော့လူတွေလာနေကြပြီနောက်ထပ်၈နိုင်ဆိုလို့ရှိရင်ကျွန်တော်တို့၈နိုင်နောက်ပိုင်းဆိုလူကပြည့်သွားပြီ ဲ့တော့ကျွန်တော်တို့ထိုင်းမှာလုပ်ပြီဆိုလို့ရှိရင်လုပ်ငန်းတစ်ခုအရေးကြီးဆုံးကကျွန်တော်တို့ legal ပဲဒီဘားကတော့ကျွန်တော်ကုမ္ပဏီရဲ့အောက်မှာမရှိဘူးအားလုံးကတော့ကျွန်တော် legal ပဲတရားဝင်ပဲကျွန်တော်တို့ဖွင့်ထားတာဒီဆိုင်ကတော့တစ်ခါမှကျွန်တော်တို့ဘာပြဿနာမှမရှိခဲ့ဘူးပေါ့နော်အဲ့တော့ legal ဘိုင်းဆိုင်ရာဒီဆိုင်ကလုပ်လို့ရတာမှန်တယ်များအကုန်လုံးလုပ်ထားတာအဲ့တော့လာပြီလုပ်ငန်းတစ်ခုမှအရေးကြီးဆုံးဖြစ်တဲ့ future plan เนาะအဲ့တော့ future plan ဒီဆိုင်ရဲ့ future plan ကတော့ကျွန်တော်တို့ မနက်စာမြန်မာစာတော်တို့ရောင်းမှုသူတို့လုံနေတယ်။နောက်ပြီးတော့မှဟိုင်းနိုင်ငံမှာစိုင်ခွဲတွေအများကြီး SK ဘားတွေအများကြီးဖွင့်ဖို့စီစဉ်နေတယ်။ဒါကတော့ကျွန်တော်နောက်နှစ်ဒီမှာကျွန်တော်တို့လာလိမ့်မယ်။ဒါကတော့ကျွန်တော်တို့ SK ဘားရဲ့အကြောင်းလေးကိုကျွန်တော်တို့ပြောခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းအရာကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေဟာအကျိုးစုံတွေရရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။အကျိုးစုံတွေရရတယ်ဆိုလို့ရှိရင်တော့အထုံးစံအတိုင်းပဲ comment မှာ yes လို့ရေးပေးပါဦး။ ီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးအတွက်ကျေးဇူးများအထင်ပါတယ်ကျွန်တော်တို့ကုညာလေးအောင်ပါမင်္ဂလာရှိသောနေ့တစ်ဖြစ်ပါစေ